ကျမ်းမာခြင်းဆိုတာကကိုယ့်ဘဝအတွက်အကြီးမားဆုံးပိုင်ဆိုင်မှုပဲ။ရောင်ရဲခြင်းဆိုတာကတော့အကြီးမားဆုံးယတနာပဲ။ကိုကိုကိုယုံကြည်မှုရှိခြင်းကတော့ကိုယ့်ဘဝအတွက်အကြီးမားဆုံးသောတငယ်ချင်းကောင်းတစ်ယောက်ပဲ။ဒီတော့ကျမ်းမာအောင်နေပါ။ရောင်ရဲတင်းတင်းမှာကိုကိုကိုယုံကြည်မှုအပြည့်နဲ့နေထိုင်ပါ။ လူတယောက်ကကိုယ့်ကိုနက်နက်နင်းနင်းချစ်လာပြီဆိုရင်ကို့မှာခွန်အားတွေရှိလာတယ်။ကိုယ့်ကိုယ်ကိုနက်နက်နင်းနင်းချစ်ပြီဆိုရင်တော့တတ္တိတွေရှိလာတယ်။ဘဝမှာဒီသုံးခုကိုမဖြစ်မနေလေ့လာပါ။နံပါတ်1ရိုးရှင်းမှုနံပါတ်2စိတ်ရှည်မှုနဲ့နံပါတ်3ကတော့ဂယုနာပဲ။ဒီသုံးခုကဘဝအတွက်အကြီးမားဆုံးသော ယတနာတွေပဲဒီတော့ဘဝမှာရွေးရှင်းမှာစိတ်ရှိပါဂယုဏထားပါကိုယ်မှာရှိတဲ့အရာတွေနဲ့ဂျင်းနေပါကိုယ်ရှောင်နေတဲ့လမ်းအပေါ်မှာပျော်ရွှင်ပါကိုယ်မှာဘာမှလိုနေတာမရှိဘူးလို့နားနေလိုက်တဲ့အခါမှာကမ္ဘာလောကကြီးကိုကိုကပိုင်ဆိုင်သွားတယ်ကမ္ဘာလောကကြီးကိုပိုင်ဆိုင်တဲ့သူ ဖြစ်သွားတယ် ငါဘယ်တော့မှလို့ဘယ်တော့မှမပြောပါနဲ့အချိန်တွေကမြန်တယ်အရာအားလုံးဟာလည်းပြောင်းနေနေတယ်ဒီပုံစံအတိုင်းဖြစ်နေမှာမဟုတ်ဘူးဒီတော့ငါဘယ်တော့မှဒီလိုလုပ်မှာမဟုတ်ဘူးငါကဘယ်တော့မှဒီလိုဖြစ်မှာမဟုတ်ဘူးလို့မပြောပါနဲ့ရှုံးရင်းကလည်းနိုင်တာဖြစ်နိုင်တယ်တခါတလေမှာ နိုင်တာကလည်းရှုံးတာဖြစ်နိုင်တယ်။ဥပမာနဲ့ပြောရမယ်ဆိုရင် ကိုယ့်ရဲ့တည်ထင်းနဲ့ကိုယ်နဲ့ရှင်ပြိုင်တဲ့ခါမှာ ကိုကနိုင်သွားလိမ့်မယ်။ဒါပေမဲ့ကိုအလုံဆုံးချုံသွားလိမ့်မယ်။ customer တွေနဲ့ကိုယ်နဲ့စကားတွေပြိုင်ပြောတဲ့ခါမှာကိုကနိုင်ကောင်းနိုင်တယ်လေ။ဒါပေမဲ့အဲ့ဒီနိုင်ခြင်းက customer တွေကိုရှုံးလိုက်တာပဲ။စိတ်ရှိသီးခံခြင်းဆိုတာဟာ ကြီးကျယ်ခမ်းနားမှုရဲ့ပထမဆုံးသောခြေလမ်းပဲဒီတော့စိတ်ရှိသေးခါမှာဖြူနေတဲ့ငန်းဟာဖြူဖို့အတွက်ရည်ချိုးစရာမလိုပါဘူးအဲ့လိုပဲကိုယ့်ရဲ့ပုံစံနဲ့ကိုနေပါတခြားသူတွေရဲ့ပုံစံအတိုင်းလိုက်ပြောင်းနေစရာမလိုပါဘူးကိုယ့်ရဲ့ပုံစံနဲ့ပဲကိုယ့်ရဲ့အောင်မြင်မှုတွေကိုရအောင်ယူနိုင်ပါလိမ့်မယ်ကိုမသိတာကိုသိတဲ့သူက ပညာရှိပဲတချို့တွေဆိုရင်ကိုမသိတာတောင်မသိကြဘူးကိုကိုကိုမမယုံကြည်ရင်ကိုကိုဘသူကယုံကြည်တော့မလဲဒီတော့ကိုကိုကိုယုံကြည်ပါပေါ့ဖက်လေးဘွားပြီးဆုံးသွားတာကလက်ပြဘွားရဲ့အစပဲအဲ့လိုပဲပြဿနာတွေရဲ့အဆုံးကသင်ငန်းစာတွေနဲ့ပိုကောင်းတဲ့ဘဝရဲ့ အစားတစ်ခုပဲဒါကတော့ကျွန်တော်လူငယ်တွေကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့ဆွေမျိုးများသာဖြစ်ပါတယ်ကျွန်တော်ရဲ့လူငယ်တွေနဲ့မိတ်ဆွေတွေဟာလည်းဒီတစ်နှစ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းရင်းအောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်ကိုညံလေးအောင်ပါ